မင်္ဂလာပါရှင်ခေတ္တတလီဝေရှင်သတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးအေယာဝတီတိုင်းတာပေါင်းမြို့နယ်ရေချီမြို့နယ်နဲ့လင်းမျက်နှာမြို့နယ်တို့မှာတိုက်ပွဲဖြစ်ပွားနေပြီးစစ်တကကြာဆုံးအထိကံများနေဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အေယာဝတီတိုင်းတာပေါင်းမြို့နယ်ရေချီမြို့နယ်နဲ့လင်းမျက်နှာမြို့နယ်တို့မှာတိုက်ပွဲများဆက်လက်ပြီးပြင်းထန်စွာဖြစ်ပွားနေကြောင်းစစ်မှုထမ်းများကိုရပ်ပန်း30တို့မဟုတ်45ရဲတင်းတန်းပေးပြီးရှေ့တန်းတို့ပို့နေတာကြောင့်လူသစ်များပို့ပြီးကြာဆုံးမှုများနေတယ်လို့သတင်းရရှိပါတယ် အထူးသတင်းတဖွဲ့ပတ်သိင်ဤနိုဝင်ဘာလ16ရက်နေ့ထုတ်ပြန်ချက်ထဲမှာအနောက်တောင်တိုင်းစစ်ဌာနချုပ်နတ်တခမောင်တရားရစစ်သားအလွန်များနေတာကြောင့်ရန်ကုန်မြို့မင်္ဂလာတုံစစ်စေးရုံတို့ပို့ဆောင်နေရတယ်လို့ကြေညာဖော်ပြထားပါတယ်။အေယာဝတီတိုင်းပတင်ခရိုင်တာပေါင်းမျိုးနဲ့ရေချင်မျိုးနဲ့လေးမျက်နာမျိုးနဲ့တို့မှအကြမ်းမဲ့စက်ကောင်စီနဲ့အေအေမဟာမိတ် PDM များ ထိတွေ့တိုက်ပွဲများနေ့စဉ်နဲ့အမျှဖြစ်ပေါ်နေပြီးနာတာခါမှာဒရန်ရဆက်တာအလွန်များပြားနေကမဆရလီစေယုံမှာနေရအခက်ခဲစေဝါသွေးဆရာဝန်တူနာပြူမလောင်ငါတိအတွက်ရှင်းတန်းနေရများမှာစေဝါထိုင်တထားကုသပေးနေသည့်အပြင်ရန်ကုန်မင်္ဂလာတို့စစ်စေယုံကိုလည်းအရေးပေါ်ပို့ဆောင်နေရကြောင်းဖော်ပြထားပါသည်၎င်းအပြင်အနောက်တောင်တိုင်းစစ်ဌာနချုပ်မှပြည်သူများကိုအသင်းအဓမ္မတက်တာတင်ဆောင်ခြင်းများပြုလုပ်၍ အခြေခံစစ်တင်နှံများကိုစကတာ6တိုက်စေးခွန်တတကငါတို့မှစစ်မှုထံတပတ်စဉ်ရပ3045ရက်ဖြစ်နာတင်နှံပေးပြီးရှေ့တန်းစစ်မြေပြင်သို့အားချင်းပို့ဆောင်နေသည့်အတွက်အသေးအချေများကအခြားတိုင်းဒေသများမှစစ်ကူများကိုလည်းခေါ်ယူအင်အားဖြည့်ထားရကြောင်းသိရတယ်ဟုဖော်ပြထားပါတယ်။ အကြံဆုံးများနေသည့်နာတာခန်သည်တန်သားတင်များကြာဆုံးမှုမှာတေချာစွာအကြောင်းကြားခြင်းမရှိပင်ရှေ့တန်းမှာကြာသွားသည်ဟုသာဖုံးဆက်ပြောပြီးမြေသူမြေဝါဘယ်ရက်ဘယ်ရှေ့တန်းမှာကြာဆုံးသည်ကိုဖော်ပြခြင်းမရှိတာကြောင့်မိသားစုဝင်များမှမြို့သူဆောင်ဆန်းအတီးပြုရမည်ကိုမတိချင်းများဖြစ်ပေါ်နေကြောင်းသိရှိရပါသည်လေမျက်နာမျိုးနယ်မှာလည်းစစ်မြေပြင်နဲ့နှိကပ်ပြီးဒုဝင်ကြီးချုပ်တင်မဝင်းကိုတိုင်းစီယုံရေးမသွားရသည့်ခမဆူပိန်အင်းကရက်ကုန်းတို့ဘက်မှ တရားမဝင်ရွေးကောက်ပွဲကျမရန်ပြည်သူများကိုအသည်းအတန်ဖိအားပေးနေကြောင်းသိရပါတယ်။အေယာဝတီတိုင်းတာပေါင်းမြို့နယ်နဲ့လင်းမြနာမြို့နယ်တို့မှာအာရခတ်တပ်တော်အေအေဦးဆောင်သည့်ပူးပေါင်းတပ်များကြောင့်တိုက်ပွဲများဆက်လက် ပြင်းထန်နေပြီးနိုဝင်ဘာလ16ရက်နေ့မှာစစ်တပ်ကထိခိုက်တိုက်စုံမှုများခဲ့ကြောင်းစစ်ရေးတရင်ချင်းမြအချို့ကိုကိုးကားပြီးနိုဝင်ဘာလ18ရက်နေ့မှာတရင်ဖော်ပြထားပါတယ်။၎င်းတိုက်ပွဲသည်နိုဝင်ဘာလ16ရက်နေ့နံနက်ပိုင်းကတာပေါင်းမြို့နယ်တာပေါင်းကလေးပဝင်းကျမဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ သတင်းရှင်းပြများ၏ပြောဆိုချက်အရတာပေါင်းမြို့နယ်ထဲမှတိုက်ပွဲများသည့်စစ်တမ်းမှဗိုလ်မှူးအဆင့်အရာရှိချို့အပါအဝင်တပ်ဖွဲ့ဝင်အများပြားထိခိုက်ဒိဆုံမှုများနေတယ်လို့သိရှိရပါသည်ထို့နဲ့တိုက်ပွဲဖြစ်စဉ်အတွင်းအစမတ်စစ်တပ်ကလေကြောင်းပစ်ကူများရယူခဲ့ပေမယ့်ဆက်ဆက်ယူအများဆန်းနှကရက်တောင်ချင်းလေတိုက်ပွဲများမှာနေစဉ်ရဆက်ဆုပ်တလုံးအထူးအခိုက်အကြံဆုံးများစွာဖြင့်ရင်ဆိုင်နေရကြောင်းစီရီယံပိုကြီးစီယော၏နိုဝင်ဘာလ23ရက်နေ့စီရီယံသတင်းတုံ့တက်ချက်တင်များချက်မှာဖော်ပြထားပါသည်။ စီရီယံပိုကြီးစရောကအေယာဝတီတိုင်းမှာတော့တမ66ရဲ့လောင်ခံတက်တွင်အထိနာနေတာကိုတွေ့ရပါတယ်။တာပေါင်းလေးမျက်နှာရေကြီးမြို့နယ်တွင်မှတမတမလုံးဖြန့်ခွဲအခြေပြုထားတယ်လို့ကောက်ချက်ချလို့ရပါတယ်။အိမခမာယာ45ခလာယာ60စိန်ခမာယာ6မှတ်တိုင်ခမာယာ30စိန်နဲ့တာယာဝတီခလာယာ35တက်တွေအပြင် နာတခလက်အောက်ခံခလာယာ63အ အိမ်မဲခလိုက်ရနှစ်ခွန်တဲ့ပတ်တင်အခြေဆိုင်သက်တွေဖြစ်ပါတယ်။ထိုနေ့တိုက်ပွဲဖြစ်စဉ်တွေမှာအချမ်းမတ်စတဲ့လေချောင်းပစ်ကူတွေရာယူခဲ့ပြီးမြဆက်ဆက်ယူမြောက်ဆန်းငကရဲ့ချင်းလေတိုက်ပွဲတွေမှာနေစဉ်ရဆက်ဆိုတဲ့လူအထူးကြဆုံးများစွာနဲ့ရင်ဆိုင်နေရတာဖြစ်တယ်လို့ပြောပါတယ်။အာရခတတော်ဤနိုဝင်ဘာလ17ရက်နေ့ထုတ်ပြန်ချက်ထဲမှာလည်း2025ခုနှစ်အောက်တိုဘာလ3ရက်နေ့မှာနိုဝင်ဘာလ9ရက်နေ့အတွင်းအေယာဝတီတိုင်းတာပေါင်းမြို့နယ်တာပေါင်းကလေးကျေးရွာအနီးနယ်လေးမျက်နာဆက်ဆက်ရိုးချင်းလေကျေးရွာအနီးပတ်ဝန်းကျင်မြန်မာ ဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်ဖက်စစ်အကြမ်းဖက်စစ်ကော်မရှင်မှထွက်ပြေးလာပြီးအာရခတပ်တော်ထံမှဖက်စစ်ခံရသူ20ကျော်နှင့်လက်နက်ချအလင်းဝင်ရသူ20ကျော်အထိရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။၎င်းဖက်စစ်အကြမ်းဖက်စစ်ကော်မရှင်၏တပ်ဖွဲ့ဝင်များမှခမာယ၄၊ခမာယ၅၊ခမာယ၆၊ခမာယ၃၀၊ခလာယ၃၀က ခလိုင်းရ80စာရှိသည့်တမဆာဆာလောက်ခံတဲ့ရင်များနဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်ပတိန်လောက်ခံတဲ့ရင်များဖြစ်ကြသည့်ခလိုင်းရ63အိမ်မိန်ခလိုင်းရ2ခွန်တဲ့ပတိန်စာရှိသည့်တရင်များမှထွက်ပြေးလာကြသူများနဲ့လက်နက်ချအလင်းဝင်ရောက်လာသူများဖြစ်တယ်လို့ဖော်ပြထားပါတယ်အဆိုပါအလင်းဝင်ရောက်လာသူများနဲ့ဖန်စီယာမီနီစစ်ကော်မရှင်တပ်ဖွဲ့ဝင်များအလုံးနေပါသည်2025ခုနှစ်မှာစစ်ကော်မရှင်တပ်၏အတင်အဓမ္မစစ်မှုထမ်းပေါ်သာဆွဲခြင်းခံရသည့် စစ်တင်နှန်းစင်များဖြစ်ကြပြီးအချို့မှာ၁၈နှစ်မပြည့်သေးသည့်သူများအထက်နှန်းတန်နေကြသည့်ကျောင်းသားများဖြစ်ကြပါတယ်ရှင်။ဆလတ်ပင်ရွှေပေါကံမျိုးတည်အထော်ရမူရုံကိုမျိုးပြားအဖွဲ့တွေတိုက်ခတ်ဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ကုန်မြို့မြောက်ကလာပါမျိုးနဲ့ရွှေပေါကံမျိုးတည်ရက်ွက်အထော်ရမူရုံကိုမိုင်းခွဲပြီးလက်ပြပုံနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ရန်ကုန်အာမေအဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။မိုင်းခွဲပြီးအတိနဲ့ပါထူခဲ့တာအုတ်ကြီးမှထိနိုင်တယ်လို့ပြောပါတယ်။ ရန်ကုန်အာမီနယ်အနောက်ပိုင်းခရိုင်ပါကဖာလိုပူပေါင်းစစ်စင်ရေးအနေနဲ့နိုဝင်ဘာလ19ရက်နေ့ည7:00နာရီခန့်မှာရွှေပေါက်ကံမြို့တေရက်ွက်အုပ်ချုပ်ရေးမှူးဆောင်ကမိုင်းနှလုံးလက်ပစ်ပုံတလုံးနဲ့တိုက်ခိုက်ခဲ့တာလို့သတင်းထုတ်ပြန်ထားပါတယ်။ညာဘက်အစာစားကြတာပြန်ပြီးသမားတွေအင်းစင်းစင်မဲဟိုလိုလိုတီလိုလိုနဲ့လူငယ်တွေကိုဖမ်းမိန်ပြီးရင်ရောက်စမယ်လို့တိုက်ခတ်မှုပြုလုပ်ခဲ့တဲ့အုတ်ချုပ်ရဲမူရှင်ရဲ့ပြည်သူတွေအပေါ်ဖိနှိပ်နေတဲ့အကြောင်းကိုအထက်မှတာဝန်ရှိသူကပြောပါတယ်အနောက်ပိုင်းခရိုင်ပါကဖာကလည်းဒီမီရှင်အကြောင်းကိုတရင်ထုတ်ပြန်ထားပါတယ် မြေပြင်ကဒေသခံတွေရဲ့ပြောကြားချက်ကိုဖော်ပြလေးရှိတဲ့ Line Info ရဲ့ Telegram Channel မှာလည်းပောက်ကွဲမှာဖြစ်ပြီးစစ်ကောင်စီတပ်သားတွေစစ်ကောင်စီဘက်တော်သားတွေနဲ့ စစ်ကောင်စီဘက်တော်ကတွင်ထိခိုက်မှုရှိနိုင်တယ်လို့ဖော်ပြထားပါတယ်။ရန်ကုန်အာမီနဲ့အနောက်ပိုင်းခရိုင်ပါကာဖာတို့ကမနေ့ကလည်းလှဲကူမြို့စည်ရဲ့ကွင်းအုပ်ချုပ်ရေးမှူးချုပ်ကိုတိုက်ခိုက်ခဲ့တဲ့အောင်ပြူစော်တီနှစ်ဦးတင်ရရရှိခဲ့ပါတယ်။ဒါအပြင်အဲ့ဒီပူပေါင်းအဖွဲ့ကနိုဝင်ဘာလတရက်ကလည်းရွှေပေါက်ကန်ရဲစခန်းတိုက်ခိုက်ခဲ့တယ်လို့အော်တိုဘာလာတဲ့မှာလည်းလှဲကူမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစည်ဌာနမင်္ဂလာတို့မြို့နယ်ကျပ်ဖို့ပါတီရုံးနဲ့ရွှေပြည်သာမြို့နယ်ခွနင်းရက်ွက်ရုံးတို့ကိုတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်ရှင်။ ဆက်လက်ပြီးရွှေဘုံမြို့ပေါ်မှာလက်ဖက်ရည်ဆိုင်သာသာဆိုင်ဇေယပါဝင်မင်္ဂလာဆောင်မမကျန်းစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးမှုများလို့ဆောင်နေဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စကိုင်းတိုင်းရွှေဘုံမြို့ပေါ်မှာလက်ဖက်ရည်ဆိုင်သာသာဆိုင်ဇေယပါဝင်မင်္ဂလာဆောင်မမကျန်းစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးမှုများလို့ဆောင်နေကြောင်းမြို့ပေါ်မှာလူငယ်များနဲ့ပြည်သူများကပြောဆိုပါတယ်။ ဇမနင်းနိုဝင်မာလာ16ရက်နေ့နနက်ပိုင်းရွှေဘုံမြို့ပေါ်မှာပြုလုပ်သည့်မင်္ဂလာဆောင်တစ်ခုအတွင်းသို့အကြမ်းတ်စတဲ့ကဝင်ရောက်ပေါ်သာဆွဲမှုများပြုလုပ်ခဲ့ရန်သူတို့သားထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့်မင်္ဂလာဆောင်ကုသူလူငယ်များဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်းမင်္ဂလာပွဲမှာပြတ်သွားကြောင်းသိရှိရပါသည်ဒီနေ့နဲ့နဲ့မှာဘူတန်အနည်းမင်္ဂလာဆောင်ကိုစူဆောင်းရေးဝင်ဆွဲတောင်းသရုံးနာထွက်ပြေးနိုင်လိုက်ပေမယ့်မင်္ဂလာဆောင်ကိုတဲ့လူငယ်တွေအဖမ်းခံလိုက်ရတယ်။ရွှေဘုံမြို့ပေါ်မှာစကားစကားနေတိုင်းပေါ်တာဆွဲနေတာလို့ဒေသပြည်သူတအူးကပြောကြားပါတယ်။ အကြမ်းဖက်စတန်တီနနက်ခင်းနဲ့နေ့လယ်ခင်းအချိန်များမှာပါလက်ဖက်ရည်ဆိုင်စည်းကြီးပွဲဆောင်ဝိုင်းများပါမချမ်းဝင်ရောက်ပေါ်သာဆွေးနွေး၍လူငယ်လူရွယ်များအပြင်အသက်၄၀ကျော်အသက်လက်ပိုင်းများပါစောင့်သိနေရကြောင်းဒေသပြည်သူများထံမှသိရှိရပါသည်ရွှေဘုံမြို့ပေါ်မှာစတက်ကပေါ်တာဆွဲဖန်းစင်မှုများလှုပ်ဆောင်ကြမှာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကျော်နိုင်ကရွှေဘုံခရိုင်အဖွဲ့ဝင် ဒုနီယာပုံမူကြီးတန်ဆောင်လင်းအညွန့်ကြားချက်ဖြင့်အထောက်အကူပြုပေးနေကြောင်းပေါ်တာဆွဲဖန်စင်ရရှိသူများကိုမြို့နယ်ထွေအုံရုံမှယာယီထိန်းသိမ်းပြီးနောက်သက်ဆိုင်ရာစစ်မှုထမ်းဆူဆောင်ရေးတပ်များနှင့်တင်နန်းကြများသို့ပို့ဆောင်ကြောင်းငွေကြေးတန်တန်သူများကိုမြို့နယ်ထွေအုံရုံမှပြန်လည်ရွေးခန့်ပြီးလှုပ်ပေးခြင်းများကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကျော်နိုင်ကလှုပ်ဆောင်လျက်ရှိကြောင်းသိရပါသည်။ ရွှေဘုံမြို့ပေါ်မှာအခုလုံဝယုံသုံးကားဖြစ်နေတာကထွေဦးမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်နိုင်နဲ့တက်ကပုံမှုလက်ချက်ပါပင်သူတို့ကခရံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုဘုံမှုကြီးတန့်စော်လင်းရဲ့ညွှန်ကြားချက်နဲ့ပေါ်သားဆွဲတဲ့ငွေညစ်တိန်ငွေနဲ့လာမရွေးရင်စစ်မှုထမ်းအဖြစ်ပို့ဆောင်နေတကယ့်ကိုဝယုံသုံးကားဖြစ်နေတာမြို့ပေါ်လိုနေရာမှာတောင်အဲ့ဒီလိုဖြစ်နေတာမှလို့ရွှေဘုံမြို့ကံပြည်သူတအူးကပြောဆိုပါတယ် ဒါအပြင်ရွှေဘိုမြို့ပေါ်မှာရွေးကောက်ပွဲအတွက်လုံခြုံရေးတင်းကျပ်သည်ဟုဆိုကံမြို့အဝင်အထွက်ကိန်းများမှာစစ်တပ်ကပြည်သူများကိုစစ်ဆေးဖမ်းဆီးငွေငင်ခြင်းများကိုလည်းအရှင်ဟောမြင်းလှူဆောင်နေကြောင်းသိရပါတယ်ရှင်။